နောင်နမ YouTube channel မှာအပြင်နေကြတဲ့ဒေါ်လန်ပြည်သူများအလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆ iam မောင်နာရေးသားထားတဲ့ချစ်ခင်ကြောင့်မော်ယုံမာလေးရဲ့နောက်ထပ်အပိုင်းသစ်လေးတွေကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။အခန်းဆက်ရှင်။မတ်ပြာရှောင်းမီတာလျှောက်ခဲ့သည်။သူ့အယုံသည်နောက်၌ကျင်းရည်ဤ။မောင်မောင်ဝိတ်ကို အနီးကပ်မြင်ရခြင်းသည်ယခုတစ်ချိန်သည်ပထမ။ မဖြာဤမြဝံများလဲ့ရွှန်လာသည် သူမမောင်ဝိကိုဆွဲမိပြီထင်ရှင်ထဲမှာမောတလုံးလိုဖြစ်လာသည် ရှင်နာမှာမကြီးပင်ကိုတွေ့ရ၏မကြီးပင်တို့သည်တူတယ်ကြီးစွာပြီးတော့အုပ်လိုက်ပေါင်နေသည်မကြီးရဲ့ကိုအဝေးကမြင်ရခြင်း၌ပင်အေးများနေသည် စိတ်ထဲမှာအမောနေနေပြေ၏မကြီးဟုတ်ကိုရောက်လျင်ခဏနာအောင်ညီဂျာရောဆက်မှာမြေညိုတို့ပွနေ၏ဟိုးဘက်လဲလန်းเจ้าမှာဖုန်ကလေးတလိမ့်လိမ့်ထနေ၏ ပဲပန်လက်တစည်းတရွေ့ရွေ့သွားနေသည် နောက်ကိုပြန်လဲကြည့်ခြင်းစိတ်ပေါ်လာသည် ခုလောက်ရှိမှတော့သူမောင်မောင်ဝေခန့်ဝေဝေကိုရောက်နေရောပေါ့မတိမသားကောင်းငယ်လှဲ့ကြည့်သည်မြင်ရ၏ကပယံထိတ်ကိုပြန်လျှောက်သွားနေသည်ဒီအချိန်မှာသူတို့နှစ်ယောက်စိတ်ထဲမတိပဲနဲ့ဆက်နွယ်မှုတစ်ခုဖြစ်သွားသည်ထင်မောင်မောင်ဝေလည်းအမှတ်မဲ့လန့်ကြည့်မိသည်အဝေကြီးအဝေကြီးပါဒါပေမဲ့တယောက်ကိုတယောက်ကြည့်နေခြင်းကိုတီလိုက်ကြ၏ ဒီလောက်ဝေးကြည့်ပေမဲ့ရင်ကစက်ခနဲခုံသည်ရင်ခုံချင်းသည် အနီဝေးနှင့်မဆိုင်ချက်ကဘာထိတ်တော့မောင်မောင်ဝေးရောက်သည်ယောချောင်းများစီမှာမိုးညုံနေပါဘကောစွရွေဖြက်မီစိတ်ကူးသေးသည်မဖြစ်အညာတောင်ကျချောင်းကိုအထင်သေးလို့မရပြီးတော့မောင်မောင်ဝေးနှင့်အပေါ်မပါဒီတော့ချောင်းကိုပြတ်တော့တောင်ကြရေးကြလာလည်းရင် တွေးဝင်စရာမရှိ။ကဲမြင့်သူလည်းမရှိနိုင်။ဒီချောင်းရေးစီမှာတိုက်တရော်တစ်ဖက်လုံးမျောပါသွားနိုင်သည်။ လက်ပံပင်ကြီးနားမှာကန်လိုက်သည်ချောင်းပြားကိုလမ်းကြည့်မိသည် မိုးမဲနေပြီချောင်းပြားမှာမိုးရွာနေပြီအဲ့ဒီမိုးကဒီစီထီရောက်ချင်လဲရောက်လာမည်အနီးပါမိုးခုတ်စရာရှာကြည့်သည်ဟိုးခက်လန်းလန်းမှာ ထန့်လက်တဲကလေးတည်းတွေ့ရသည်ရှားတဲ့လေးပါပဲထန့်လက်ပြားများကိုမြေထီကြောင်မိုးထားသည်တဲကနှိမ့်နှိမ့်ကလေးရသမားတို့နာချိန်မှာခဏဝင်ခိုသေးတဲကလေးဖြစ်မြည်ဦးနေသည့်တဲတော်မဟုတ် မိုးများရွာလာလျင်တော့အဲ့ဒီတဲစီပြေးပြီးခိုးရမှာပဲ။မောင်မောင်ဝေသည်လက်ပံပင်စီနာကဲ့ရွေမှီနေလိုက်သည်။တပတ်ကံကိုကြည့်သည်။ကပယံထက်မှထနောင်းပင်ကျွတ်တို့ကျဲတဲ့ကိုမြင်ရသည်။ထနောင်းရွက်ငယ်ကလေးတွေလှုပ်ရင်းနေကြသည်။လေပြင်းကလေးတိုက်လာသည်။မောင်မောင်ဝေသည်လဲမာစီးထားသောမဖလာကို တရစ်ထပ်ပတ်လိုက်၏။အင်းချောင်းရီကြပြီးမိုးစဲမှဒီချောင်းကိုပြတ်ရတော့မှာပဲ။ တကယ်လို့များ၆ရီကဇက်တိုက်ကြနေလျင်မိုးချုံလောက်ထိနေရလဲအောင်မယ်ထင်ပါရဲ့တခါတလေကြမိုးလီဦးမှာ၆ရီကတော်တော်နဲ့မရက်နိုင်တ냐အိမ်လောက်ဆောင်ရသည်များပင်ရှိ၏စိုးရင်စိတ်နည်းနည်းဝင်လာသည်ခုနကကမပြသွားသည့်အင်ဇက်ဘက်ကိုလိုက်သွားရကောင်းမလားမကောင်းပါဘူးလေသူလဲသူ့ကိစ္စနဲ့သူသွားတာဟိုမှာဘသူအိမ်သွားတည့်ရမလဲအညာကြီးလဲဆိုတော့ဘသူအိမ်ဖြစ်ဖြစ်နောက်ဆုံးတကြီးကိုကူညီတောင်းရင်ဖြစ်ဖြစ် တဲလို့ခုလို့ရနိုင်တာပဲတကယ်လို့ညနေဆောင်ဒီတောင်ကြရေးဆက်စင်းနေမယ်ဆိုရင်တော့အင်းဆက်ရွာပဲလိုက်သွားမည်မဖြာမကြီးပင်ဟုတ်ကိုဝင်လိုက်တဲ့နဲ့ညင်ကနေအေးသွားသည်နှဖူးမှာစိုးစားပြူနေသောချွေးကလေးများကိုပဝါးစားဖြင့်တူတုံလိုက်သည် မကြီးပင်အိုတို့သည်ကြီးစွာသောအရေးအာဝါတာကိုပြလျက်ရှိ၏လေတန်တစ်ဖြက်ဖြက်ကြားရသည်မကြီးပင်ကြီးကိုမော့ကြည့်လိုက်၏မကြီးကိုင်းတို့သည်ပြော့၏သို့သောခိုင်း၏ မကြီးတိုင်းပြော့နှွဲ့နှွဲ့တို့သည်လေ၌လှုပ်ရန်နေကြသည်မုံမွတ်တန်နေသောမကြီးရွတ်တို့သည်ဖြက်ဖြက်လူလှုပ်နေကြ၏မပြားချက်ချင်းတည်လိုက်သည်အရှိဘက်စီသို့ကြည်လိုက်၏အရှိဘက်ကချောင်းပြားဖြစ်သည် မိုးညုံနေပြီချောင်းပြားမှာမိုးရွာနေပြီအလုံးမကြမီရေကြတော့မှာပါလားမပြားသည်ဆက်ခနေပင်နောက်လေကြည်၏ဟိုးမှာမောင်မောင်ဝေချောင်းကပားသို့လျှောက်သွားနေပြီချောင်းကပားနားပင်ရောက်နေပြီ ဒီလူအောက်ပြေကပြန်လာတာမကြသေးဘူးအညာတဲ့ကြောင့်တောင်ကြရဲ့အကြောင်းကိုသိချင်မှသိမည်တိတိထောင်သူအညာကခွဲသွားခဲ့ဒီမှာကြာပြီမိကောင်းမင်းနေလေမည်အညာတောင်ကြချောင်းရီကစီးပြီဟေဆိုလျင် စင်တောင်လွတ်တာမဟုတ်ဒီလူချောင်းကိုပြန်ချောင်းရီကအကြနဲ့ဆိုလျင်မပြခြေလန်းသည်ချက်ချင်းဆိုသလိုပင်လှုပ်ရှားသွား၏ခက်တွတ်တွတ်လျှောက်သည်မပြေယုံတမဲဟိုလူကိုမမဝေတဲ့ကြောင့်နဲ့စစ်မဖြစ်ပါစေနဲ့ လေကနည်းနည်းထန်လာသည်ဖုန်တွေလွတ်လာ၏ပဝါကိုနှာခေါင်းသားမှပိတ်သည်ကြံတစ်ဖက်သောပဝါစသည် လေအတုတ်တွင်တပြက်ပြက်လှုပ်ခါနေ၏မပြာချေလက်များမြန်သည်ထက်မြန်လာသည် မမဝေကိုလှမ်းကြည့်ရသည်သည်ဖုန်လိုင်းကလေထဲတွင် ခုန်ထ၏မမဝေလက်ပံပင်ကြီးနာရောက်နေပြီတဲတဲကွက်ကွက်မမြင်လိုက်ရဒီလက်ပံပင်ကြီးပေးမှာချောင်းနဲ့ဆင်းတော်လန်းရှိသည်ဖျားဖျားချောင်းနဲ့များဆင်းနေရောသလား မှပြပူပန်ဆိုထိမိသည်ဘာပဲဖြစ်ဖြစ်လူတယောက်ရဲ့အသက်အလဟတမဆုံးစေခြင်းမှာပြီးတော့မောင်မောင်ဝိတ်ကိုသူမှပြမြန်မြန်ရှောက်ရမှာအပြေးကလေးလန်းသည် နောက်ပြေးသည်ရှိုးကလေးကိုပြေးစင်ဤပြေးတက်ဤရှိုးထိတ်ကိုရောက်ပြီးလက်ပံပင်ကြီးစီလန်းကြည့်သည်မောင်မောင်ဝိတ်ကိုမတွေ့ရချောင်းပြဘက်ထက်ကြည့်သည် မိုးရေရွာနေပြီကွန်းတရာမညက်ခင်ချိန်ပိုင်းကလေးမှာချောင်းရေကြာလာမည်မိသေးသည် ချောင်းထဲစဉ်းစားပြူချိန်မှာသူမောင်မောင်ဝိတ်ကိုလမ်းခေါ်ပြီးပြန်တက်လာစေနိုင်သည်။မှတ်ပြပြေး၏။အခန်းဆက်ကိုမောင်မောင်ဝိတ်လက်ပံပင်ကြီးတစ်ဖက်တွင်ရက်ရင်ချောင်းပြားမှကြလာတော်မူရေကိုမျှော်နေ၏။မိုးဦးလေးဦးမို့ပြင်းပြင်းထန်ထန်ကြလာလိမ့်မည်ဟုမှန်ထားသည်။ချောင်းရီအကြပြင်းလျင်ကျွဲတော်များတစ်ပင်များပင်မျောပါလာနိုင်သည်။စိတ်စောစောငန်းနေနေမိသည်။လေကနည်းနည်းပူပြင်းလာသည်။လေထဲမှာမိုးနှံကိုရှာသည်။ မိုးရွာလိမ့်မည်မဟုတ်ကြ။အညာမိုးကရွာပြီဟဲ့ဆိုဆွေးပြီးတော်တော်နဲ့တိတ်တည်မဟုတ်။လက်ပံပင်ကြီးပေါ်မှာတိရွက်များခါနေကြ၏။တစ်ဖြက်ဖြက်တန်ကိုကြာရသည်တိရွက်ခတ်တန်လားငှက်တကောင်ပြန်လာတန်လားမဟုတ်။နောက်ကိုလှည့်၍လက်ပံပင်ခွေမှာထွက်ကြည့်သည်။မဖြားပါလား။သူ့စီပြေးလာနေပါကလား။လက်ပံပင်ခွေမှလူရိတ်ကိုတွေ့လိုက်မှအမပြတက်ပြင်းရှိကြီးကိုမောပန်းချင်းနဲ့တူချလိုက်သည် ူချောင်းနဲ့မစင်သည်မက်ပြားပြေးလာခြင်းကိုရင်လိုက်၏မောဟိုင်းနေသည်မမှန်ပင်လှမ်းလာသည်မမဝေမက်ပြားစီသို့ရှောင်းလာ၏အနားရောက်တော့တယောက်ကိုတယောက်ကြည့်နေကြသည်မက်ပြား၏ရင်သည်တလိုက်လိုက်ခုန်လေ၏သူမှာအမောနှစ်ခုပြိုင်ဖြစ်နေရသည်စိတ်လည်းမောနေသည်လူလည်းမောနေသည်မမဝေလည်းမောလာသည်သူ့ရင်စိတ်ကလေးတစ်ခုဝင်လာ၏မက်ပြားလမ်းမှာဘာဖြစ်လို့လဲတစုံတယောက်နဲ့တွေ့သလားရမ်းမှုသလား မတော်တရားများဖြစ်ခဲ့သလားဘာများဖြစ်လာပါလဲမဖြစ်လို့လဲမပြမဖြစ်လာလို့လဲပြောရင်မပြားဤနောက်ကျောပက်စီတို့ကြည်ဘာမှမတွေ့ရကွင်းတီညို့နေဤဟိုဝေးရာတော့ထဲမှာပဲကောက်သူတချို့တောင်မှမမြင်ရတော့မိဆက်ရတနည်းအားကိုသွားပြီးမိုးခိုနေကြရောမြည်မပြားကို ပြန်ကြည့်သည် သူမောနေရှာသည်မျက်စီကိုမေးလိုက်ဤတလိုက်လိုက်ခုံနေသောရင်းအစုံကိုတရိထားမိသည်ရှင် ချီကူမမဝေချောင်းနဲ့ဆင်းမှဆိုလို့မမဝေကြီးရင်ထဲတွင်မောလျာသွားသည်။အိုမဖျားရဲ့အလိုလျောက်ပင်မမဝေသည်မဖျားကြီးလက်မအုံးနှစ်ဖက်ကိုညင်သာစွာဆုပ်ကိုင်လိုက်။အာကောင်းသည်ခြောက်လိုက်။လေကပြင်းလာသည်။အေးလာသည်။မိုးရွာတော့မည်။မဖျားကြီးကိုကလေးသည်တုံရင်လိုက်။မောကလည်းမောလာပြီ။တခုခုတနေရာရာကိုမှီလဲလိုက်ခြင်းသည်။သူ့ရှင်မှာကလေးရဲ့မမဝေရှိသည်။ မမဝင်းလက်များကမပြားဤလက်မောင်းအိုးဤကိုနူးညံ့စွာဆုပ်ထားသည်ပြီးတော့မမဝေကမပြားကိုမပြားမမဝေးရင်ခွင်တွင်မိလိုက်သည် မောစွာပိုး၍မောလာသည်ငိုချင်လာသည်မိုးရွာပြီအညာမိုးကတဲသည်ရွာပြီဟိဆိုလျင်ညင်ညင်တတာမဟုတ်ဟောကနေတုံချတတ်သည်ပြီးတော့မိုးဖြူမိုးဖြူဖြူတို့သည် သူတို့နှစ်ယောက်စလုံးကို ရွှဲနှင်းအောင်တွင်ချလိုက်၏ မမဝဲရင်ငွေထဲမှာမပြာနေထွေလာသည်ကြောပြင်မှာရှက်ထားသောမမဝဲလက်များသည်တုံနေ၏ချမ်းလို့တော့မဟုတ်နိုင်မမဝဲကိုယ်ရရင်ရှိသောသွေးများကလှုပ်ရှားလဲပန်းမှုမြန်လွန်နေသည်သူ့ကိုယ်သည်နှွေးနေ၏မပြာ၏ကိုယ်ငွေသည်လည်းနှွေးနေ၏မိုးတဲတဲအောင်မှသူတို့မချမ်းကြမမဝဲသည်မပြာကြောပြင်ပေါ်မှသူ့လက်များကိုယုံလိုက်၏နုညံ့ထွေးဤမှုသည်မမဝဲရင်ကိုဖိနေ၏ မမဝေကမပြာဤပါနဘက်ကိုအตาရဆွဲယူမှ၏မပြာမျက်လုံးများမိထားသည်သူ့ပါပြမမိုးဆက်တို့တွင်လဲကိုနေသည်မမဝေသည်မပြာဤပါပြင်ပေါ်မှရေဆက်များကိုပါရှူရှိုက်ပြလိုက်သည်မပြာဤနှကန်ကလေးများဟာလာ၏သူ့နှကန်တွေစုံနေသည် မိုးကြောင်ကြီးတော့မဟုတ်နိုင်မပြာသည်မျက်ဝန်းကိုဖွင့်လိုက်၏ညှို့ထားသည်မမဝေကိုညှို့ထားသည် မူတီပူ၍တဲလာသည်ခုနမိုးခွန်ကြီးဟုမှန်ပြီးကြည်ထားသောထန်တဲ့ကလေးစီတို့အာယုံရောက်သွားသည်မမဝေသည်မပြကို ပခုံးမတိုင်၍တွဲဖက်သည်ပြီးဖေး၍ခေါ်သည်မပြအလိုက်တဲ့မေး၍လိုက်သည် သူတို့နှစ်ယောက်စလုံးဘာကိုမှမမြင်သူတို့နှစ်ယောက်ကိုလည်းဘသူကမှမမြင်မိုးပြူပြူကြားထဲမှာပဝါကလေးမလွတ်နိုင်ကိုနှင့်ကန့်နေသည်အဝတ်တို့လည်းကိုနှင့်ကန့်နေသည် မပြာဤလာသည် ရေဆိုသောအခါမှပူ၍ပေါ်လာသည် ချမ်းလက်တဲသည်လူတရက်အထိမမြင်ငုံ၍ဝင်ကြရသည် သူတို့စကားမပြောဖြစ်ကြတဲကမုံမလုံးမိဖို့တပိုတွေ့သည် ခဲသုံးခဲကိုဖိုကလောက်လှောက်ထားသောမြေဆိုင်မိဖို့ပါပဲချင်းတို့တချောင်းရှိသည် ရေဆိုနေပြီမိဖို့ဘေးမှာတလင်းတန်ကလေးမိုးကဟိုတပေါက်ဒီတပေါက်ယူကြနေသည် မိုးလုံးသည့်နေရာက ကွက်ကွက်ကလေး တဲကကျင်းလာသည့်ထဲမိုးမယိုသည့်နေရာကတောင်ကလေးတောင်မှသာရှိသည်အဲ့ဒီတောင်မှကမြကြီးနှင့်ထန်းလက်မိုးတို့ထိနေကြသည်နှစ်ယောက်ပူ၍ထိုင်မိသည်ထန်းလက်ပေါ်ကြသောမိုးတန်သည်သူတို့နှစ်ယောက်၏ရင်ကုန်တန်လောက်ကျယ်မြည်မထင်မပြာမောင်မောင်ဝေးကိုရည်ဝေစွာကြည့်သည်နှကမ်းများလုံနေသည်ဘာကြောင့်များသည့်ချိန်မှငိုခြင်းရသည်လဲရင်ထဲမှာဆူ၍ဆူ၍တက်လာသည် တဘွားလုံးရင်ဆိုင်ခဲ့ရသောမွန်ကျက်မှုများကိုဖွင့်ထုတ်ပြလိုက်ခြင်းသည်မှတ်ဖြားသည်မောင်မောင်ဝင်ရင်ခွင်내ကိုအတင်းတိုးဝင်မိသည်ငိုသည်တရှိုင်မမန်ငိုသည်ရင်ခွင်내မှာငိုနေသောမှတ်ဖြား၏လက်ကုတ်သားဝန်ဆူဆူကိုမောင်မောင်ဝင်နီးကပ်မြင်နေရပြန်ပြီစံစကလေးတွေရေဆူနေလက်ကုတ်သားဝန်းဝန်းဆူဆူပေါ်မှရေဆက်များကိုမောင်မောင်ဝင်ဆုပ်ယူမိသည်နှစ်ဖူးကိုလက်ဖြင့်တတ်သည်မှတ်ဖြားမျက်နာကိုမော့စေ၏ ညည်းရဲဆူဆွနေသောနှုတ်ခမ်းကျမတိတ်မှသွားပြီမဖြာသည်မမဝေရင်ခွင်ထဲမှပင် အားလျော့စွာခိုးလျောင်းရင်းပြောသည်မမဝေပါပြန်ပြောရမည်မသိသူမသလားမှန်သလားမဝေခွဲတန်းမဖြာ၏လက်မောင်းများကိုသာစိုက်ကြည့်နေမည်သည်ရင်းများကမဆုတဆူရှိနေသေးသည်မဖြာ၏တွေ့သောလက်ချောင်းကလေးများသည်မမဝေရင်မှတ်ကိုထိပွင့်နေ၏မမဝေသည်မဖြာ၏ပခုံးကိုငုံ၍နမ်းသည် မပြောင်းဟူထားသောမျက်ရည်စများကိုလက်ပြားများဖြင့်တို့၍တုပ်ပေသည်မပြားမျက်စီကိုမှေးထားလိုက်သည်မမဝင်မပြားကိုညင်သာစွာ ဖက်သည်ဘာမှတော့မပြောပြင်းဘာပြောရမည်ဆိုသည်လဲစဉ်းစား၍မရသူဟုန်နေသည်ဖြစ်ခဲ့သောဖြစ်ပျက်သည်ဘလို့မှကြိုတင်ရည်ရွယ်မှန်းဆထားသောကိစ္စမဟုတ်သို့တော့သူတို့နှစ်ယောက်စလုံးတယောက်ကိုတယောက်အာယုံကျဆားနေမိကြသည်ကတော့အမှန်ဒီလိုတန်ရုံးစဉ်တွေထားခဲ့မိသောကြောင့်အခုလိုဖြစ်ကြလေသလား တင့်မတင့်လျော်မလျော်မစင်စားနိုင်ကြခြင်းကိုတော့သူတို့ကိုသူတို့အပြစ်မတင်မိကြခုထီလဲတယောက်ကိုတယောက်ချစ်စကားများတိတိချာချာမပြောဖြစ်ကြသည်သူတို့နှစ်ယောက်သည်အချစ်ကြောင့်ဘာမှမပြောရသေးဘဲနဲ့ချစ်ပြီးကြပြီမိုးကတပြောက်ပြောက်ဆွေးနေစဉ်တယ်လက်တိတ်ကမောင်တီမောင်တာတဲမိုးပေါ်ကြနေသောမိုးတန်သည်တပြေးပြေးကျလာပြန်၏မိုးတက်တဲအောင်မီလေသည်ပြင်းပြင်းကလေးတိုက်လိုက်သည်မိုးဆက်တွေလွန်သွားကြသည် ရုတ်ချီပင်မိုးကတဲလိုက်လာသည်မိုးတွေတော်ဝုံရွာပြန်ပြီမောင်မောင်ဝေမတ်ပြားကိုတိုး၍ဖက်လိုက်သည်မတ်ပြားပြန်၍ဖက်သည်ချစ်တယ်မတ်ပြားရဲ့ခုမိုးတန်တွေကြားမှာမောင်မောင်ဝေပြော၏မတ်ပြားမျက်စိကိုမိထားရမှဖွင့်ချသည် သူတို့နှစ်ယောက်၏မျက်နှာများနီးကပ်လွန်လာသည်နီးလွန်းလျင်မမြင်ရမတ်ပြားကမောင်မောင်ဝေပခုံးနှစ်ဖက်ကို အသာတော်မလိုက်သည်မျက်နှာချင်းနဲ့ဝေးသွားတော့မှတယောက်အကြီးကိုတယောက်မြင်ရသည် မှတ်ပြသည်ရွှင်းလဲ့စွာကြည်သည်ပြီးတော့ပြုံး၏သူ့ပြုံး၌တယုံဟန်ပါနေသည်သို့မဟုတ်မဲ့ပြုံးလိုလိုဖြစ်နေသည်ဘာကိုချစ်တာလဲဟု မေးခြင်းတရားမမဝေသည် တွေ့ဝေစွာကြည်၏မှတ်ပြ၏မျက်နှာမှာအတိတ်ပဲတွင်ရှာသည် သူတည်တည်ချာချာမသိအတိတ်ပဲရှာမရရှင်ကျမကိုချစ်တယ်ဟုတ်လားမဖျားလီတန်ကငော့တလူလူနှဲ့တလူလူနော့တလူလူ မောင်မောင်ဝေကောင်းကြီးသည်မဖြာသည်မောင်မောင်ဝေ၏ပခုံးကိုကြော်၍ထက်လက်မှုများကိုကြည်သည်ရေစက်တို့ဟိုတပေါက်ဒီတပေါက်ကြာနေသည်မောင်မောင်ဝေကြော်ပြင်ကိုမဖြာတိုင်းဖက်မိသည်ကြစ်ကြစ်ပါမျက်ရည်များဆူလာပြန်သည်တဘိုးအလုံးတင်းသားခဲ့သောစိတ်သည်ပျော့စင်းသွားသကဲ့သို့ခံစားရသည်တပြိုင်နက်ထဲမှသူကြည်နူးနေသည်ဒီအချိန်ကလေးမှာအလုံးကိုမေ့ထားလိုက်ခြင်းသည် သူမျက်နာပေါ်တခါတခါပက်ပြန်ကြလာသောမိုးစမိုးနာကလေးများကိုပင်ဂယုမဆိုင်ချင်တော့ပါ မိုးဆဲသွားပြီးတိမ်တွေတော့အုံနေစဉ်တဲပြင်ကိုထွက်လိုက်သည်မမဝေဟိုကြည့်တီကြည့်ကြည့်သည်ပတ်ဝန်းကျင်လောကတစ်ခုလုံးငြိမ်နေသည်တိရွက်ကလေးများပင်မလုတ်ခတ်ကြမြေပြင်မှမိုးနှံတို့ပြန့်ထွက်နေကြသည်မြေတင်းနှံကိုရှူရှရခြင်းကိုကြည်နူးตาရမိသည်တဲတဲ့ကိုပြန်ကြည့်သည် မပြာကြုံကြုံလေးထိုင်နေရင်သပင်ကိုပြန်၍စုစည်းထုံလောင်နေသည် သူ့ကိုမော်ကြည့်ဤပြုံးယုံပြုံးပြသည်မမဝီလည်းပြုံးပြသည် သူတို့တယောက်စလုံးကြည်နူးနေကြပါသည်သို့သောစိတ်ထဲ၌မရှင်တဲဝရတွင်မမဝီထိုင်ချလိုက်သည်မပြာသူ့နောက်မှလာမိသည်မမဝီကိုမပြာကအတိုင်းဖက်လိုက်သည်ကြောပြင်မှနူးညံ့ဤထွေးမှုကိုခံစားရ၏မမဝီကလက်ကိုနောက်ပြန်ပြေး၍ပြန်ဖက်သည် မဖြာသည်မမောင်ဝေး၏ပခုံးမှာမလရစွာမီရင်ပြောသည်ချစ်တယ်မမောင်ရဲ့တဲ့မြို့နေသောကောင်းကင်ကိုနောက်ခံပြုလျက်ထန်းပင်များကိုမြင်ရသည်ထန်းပင်တို့သည် ပြာနေကြ၏ညိုရော်ရော်အစင်မဟုတ်တော့အဝေးစီမှာကွက်ကြားမှုရွာနေသည်အဖြူရောင်ဖြော့ဖြော့အစင်ကလေးများကကောင်းကင်တနေရာမှထိုးကြနေသည်မမောင်ဝေးအဝေးကိုသာကြည့်နေမိသည် မပြကမမောင်ဝိကျော်ပခုံးကိုမိထားရမှာတကျဲရှာ၏မမောင်ရဲ့အိတ်မကြခင်မှာမပြအဝေးကိုတွားရတော့မှာပါမပြတည်နေပါတယ်မမောင်ဝိလည်းတည်တယ်လို့လို့ပင်သူတို့နှစ်ယောက်ဘလို့လုတ်ပြီးစုံစည်းပေါင်းဆက်ကြရမည်ကိုစဉ်းစားမရမပြပြောတာမှန်ပါလိမ့်မည်ဘာဖြစ်လို့လဲဆိုတော့မပြကသူ့ထက်ရဲရင်ပြတ်သားသည်ပင် တိတ်မကြခင်တွင်မက်ဖြားနှင်ခွဲခွာရမည်ကိုတတိထားလိုက်မိသောချိန်၌မမဝေရင်ထဲတွင်ဆိုလာ၏သူမက်ဖြားကိုခွဲခွာမပြစ်ခြင်းမချက်ချင်းဆိုသလိုသူ့အုံနောက်ထဲ၌ခင်ခင်နုကိုစဉ်းစားမိသည်ခင်ခင်နုနှင့်သူမကြမီလက်ထပ်ကြရတော့မှမဟုတ်လားခင်ခင်နု၏တနာစပွဲဖြူစင်တန့်ရှင်သောမျက်နာကလေးကိုမြင်ရ၏ခင်ခင်နု၌အပြစ်ဆိုစရာရဲ့လို့မရှိပါယိုသည်အေးသည်ချမ်းသာသည်အနေတိုင်းကြစ်လက်တိတ်သည်သည်လှသည် မမဝေးအနေနဲ့အိမ်တော်ဘက်ဖြစ်ရွေးရန်အသင့်လျော်ဆုံးမိမဖြူတယောက်ပါမမဝေးခင်ခင်တို့ကိုလက်မထက်ပဲမဖြာကိုယူဖို့ဆုံးဖြတ်လိုက်သည်ပြက်ခနဲ့ထိုးတွေးကပျောက်သွားသည်ချောက်ချားခြင်းကရောက်လာသည်ဘဲကလာသည်ဘသူသမီးဘဲမျိုးရိုးဘာမှမသိရသည်မဖြာလိုမိမတယောက်ကိုမမဝေးမယူရဲပါထိုးတွေးကိုတွေးမိသည်နှင့်မမဝေးသည်ဖတ်ထားသော လက်ကို ရုပ်သိမ်းမိ၏မဖြာတတိထားလိုက်မိသည် မပြကလည်းမမောင်ဝိတ်ကိုဖတ်ထားတော့လက်များကိုယုံလိုက်ပြီးတော့မမောင်ဝိတ်အားရှင်ထိုင်လိုက်သည် ပခုံးကိုမိသည် ပြောသည်တူတူနုနုကိုလက်ထပ်တဲ့အခါမှာမပြကိုမေးလိုက်ပါနော်မပြနားလဲပါတယ်ဒီစကားမျိုးကြားရပြန်တော့လေမမောင်ဝိတ်စိတ်ကမမာနိုင်မပြပခုံးလေးကိုဆွက်ဖက်မိပြန်သည်ပါခြင်းအထာမိပြန်သည်ကျို့မပြကိုမေးလို့ရတော့မယ်မထင်ပါဘူး မြင်ငွေတို့ပြန်တက်နေသည်ကိုကြည်ရင်ပြော၏အခန်း20မိုင်းတိုင်းရကနိုးတော့မမလင်းသေးဘူးဟုထင်၏မဟုတ် မိုးလင်းပြီမိုးအောင်နေသည်ဒီနောက်မှချထားသောနာရီကိုကြည်၏နက်နက်9နာရီခွဲပြီးပြီအိယာထဲမှအမြန်ထလိုက်သည်ညနေတော့ဘွားကိုပခုံးမှတင်ရင်းအခန်းပြန်ထွက်လိုက်သည် အောက်ထပ်မှဆက်အဖွဲ့သားများထမင်းကြော်စားနေကြသည် သူတို့အားလုံးကအေးအေးဆေးဆေး ဒီနေ့မိုးအုံနေတော့ကားရိုက်ဖြစ်ကောင်းမှရိုက်ဖြစ်မည်ဟုထင်နေကြသည် မောင်အိန္ဒာအလောတကြီးအော်ပြောလိုက်သည်မြင်မြန်လောက်ကြဟဲ့မိုးအုံလုံးရိုက်ရအောင်ပြို့ကိုကိုတင်အောင်ခဏလောက်လာစမ်းပါဗျာမောင်အိန္ဒာရေးကြည့်နေသည်ကိုအဖွဲသားများနားမလဲသလိုကြည့်၏ရှူတင်မန်နေဂျာခက်သွက်သွက်ပြေးတက်လာသည်နေခတဲ့ရောက်တွင်ပင်မောင်အိန္ဒာကပြော၏ဒီမဲ့မိသက်ကိုသွားဗျာကားနှစ်စီးရေးဖြစ်နေရေပန်းပိုင်နေအကူကြီးတောင် ရမုံဝင်လဲတခါရက်ထည့်ခဲ့ပါကျွန်တော်တို့ချောင်းကပကောင်းမှုရတဲ့နေရာထိသွားမယ်မြ мян လို့ဗျာဩပြီးတော့ချမ်းလက်တက်တဲ့အမြန်ထိုးရအောင်စီစဉ်ဗျာတီးတီးလေးပါတဲဖြစ်ရုံပဲဒီနားကယာသမားတွေအားလုံးလောက်တက်တယ်အဲ့ဒီကိုကျွန်တော်ရင်သွားမယ်လမ်းမပေါ်မှာမောင်းကိုထားခဲ့မယ်တော့ချစ်ဝင်လို့ရတဲ့နေရာထိဝင်မယ်မင်းသားနဲ့ဟန်မြင့်မြင့်မိတ်ကမလူပဲလိုက်ခဲလို့ကိုရောက်မှကျွန်တော်တို့ပြင်နေတော့မိတ်ကလောက်ပါလို့အမြန်နော်ဒီမဲ့ဟိုဟမ်းမြင့်မြင့်ကိုတီးတီးချာချာပြောပါ ချက်ချင်းလိုက်ခဲ့ပါလို့မိုးအောင်လို့ရိုက်ရမှာမို့နောက်ပြီးအဲအဲ့ဒါသာရင်လို့ဗျာကိုတင်အောင်ဒီမောင်ရင်တားကြီးစကားများကို မနှဲလိုက်မှတ်နေရသည် သူဒီတက်လက်တော်မန်နေဂျာတယောက်ဖြစ်သဖြင့်အိတ်ထဲကဘောပင်နဲ့စာရွက်ငယ်တရွက်ကိုအလင်းမြန်ထုတ်၍သူ့လိုရမည့်ချက်များကို အတူကလိုက်မှတ်လိုက်သည်ပြီးတော့မောင်ရင်တားကိုဖတ်ပြသည်၁မိသက်ကားနှစ်စီး၂ထန်းလက်တဲ၃မင်းသားမင်းသမီးအမြန်ဟုတ်လားအစရိဘာလို့ဒီလဲ နေရာမြို့ထွက်တဲ့ချောင်းထိမ်မှာရတယ်အာစရိမောင်ကိုစောင့်နေမယ်မဟုတ်လားอืมမြဲမြဲနော်စိတ်ချအာစရိရဲဘော်တို့အမြန်တင်းမြန်ထွက်မြန်ရက်မြန်ပြန်အဖွဲသားများပဲသူလှဲ့ဩလိုက်သည်မောင်ရတာအလိုလိုနေရင်သဘောကျနေသည်အညာမှာနှွေနှောင်းဘက်မိုးရံမှာ90ရာခိုင်နှုန်းများပဲမသေးကြဖြစ်တော့ဖြစ်ခဲ့ဟုဆိုရမည်မိုးမိုးရွာကန်ကိုတနေရရာရင်ဆင်းရိုက်ရိုက်မည် သို့မဟုတ်အညာမှာပင်မိုးရက်ကိုဆောင်ရည်ရိုက်မည်မင်းသားမင်းသမီးရက်မရလျင်လဲကိစ္စမရှိဆဲ့ဖွဲ့နေသူမိုးရင်းကြမှာတစ်ခေါက်တက်ပြီးအညာမိုးရွာရက်ကိုဆောင်ရိုက်ရန်ကုန်ရောက်မှစတင်နောက်ခံကဆင်၍မင်းသားမင်းသမီးနဲ့ပြန်ရိုက်မည်ဟုအစကားစိတ်ကူခဲ့သည်သို့ရာတွင်ဘက်နယ်ကြောင်များသူရိုက်နေစဉ်ရက်တွင်အညာမိုးကအုံလာသည်မသိကံကောင်းတာပဲချင်းနေပေးတာပဲဟုတွေးရင်းသဘောကျနေသည် ရိုက်ကွင်ကိုရောက်တော့နနက်၈နာရီတက်တာပဲရှိသေးသည်။ရှူတင်မန်နေဂျာသည်မိသက်ကားများကိုအလင်းမြန်ဆုံးရရန်ကြိုးစားနေ။ထက်လက်တဲ့တလုံးထိုးရန်အတွက်ကတော့ဘာမှအခက်အခဲမရှိ။စက်ဖွဲ့သားတွေမှာ၂ယောက်၃ယောက်လောက်နဲ့ဂျာရောမှလူ၂ယောက်တို့ကြိုးစားမှုဖြင့်လိုအပ်တော်နေရာမှာထက်လက်တဲ့ကလေးထိုးလိုက်ကြသည်။နနက်၉နာရီလောက်မှာမင်းသားနဲ့မင်းသမီးရောက်လာသည်။ဒီတခါတော့တော်ကြပေသားပဲ။ဟိုမိုင်းနာစီတဲကချီချူမိသည်။ ဟမ်းမြင့်မြင့်သည်ချစ်ကားပေါ်ကမြူးစွာဆင်းလိုက်သည် မောင်ဒါလန်းကြည့်သည်ဟမ်းမြင့်မြင့်ဇက်ဝင်အဝတ်စားများလဲလှယ်ပြီးသားဖြစ်နေပြီပေါ်ဝါကလေးပင်လက်မချိလို့စရုံးလဲပြေရော်ရော်ထုံထားသည်အဝေးကမြင်ရခြင်း၌ပင်ဟမ်းမြင့်မြင့်ဤဆွဲဆောင်အားကကောင်းနေသည်ဟမ်းမြင့်မြင့်သည်ချစ်ကားပေါ်မှသူ့ဘော်ကိုတစုံတစ်ခုမှာကြသည်ပြီးတော့ကင်မရာဘေးနားတွင်ထိုင်နေသော မောင်ရင်ဒစီလျှောက်လာ၏သူလျှောက်ပုံကနှဲ့သည်လေးသည် ခါကိုဘလို့လုတ်ပြီးရောက်တယ်မသိမသိမသာလုံနေ၏တက်လဲတန်နိုင်သည်အမြင့်မြင့်သည် သူ့ဘာသာသူသွားနေကြရှောက်နေကြအတိုင်းဆိုလျင်တွက်ဤခါဤခုတော့ဒီလိုမဟုတ်ဇက်လန်တွေကမဖြားဤဟန်ကိုအပြည့်ယူထားသည် ပြုံး၍ကြည်ဤမိုင်းဓာဤမျက်လုံးသည်ရီဝေနေဤသူ့မြင်တွင်ဇက်လန်တွေကမဖြားလူဖြစ်လာပြီးသူ့စီလာနေသည် ဟုခြင်းမိသည်ဤတွေ့ကိုဟန်မြင့်မြင့်ကတည်သည်ပို၍လောက်ပြသည် ြုံထားသောမျက်နှာကိုတီးလိုက်မျက်လုံးကိုရည်ဝေစေလိုက်သည်။အိုးတကယ်မှပြားပါပဲမှပြားပါပဲ။မင်းသားဝေဦးသည်ကားပေါ်ကဆင်းပြီးသည်နှင့် secret လိတ်ထုံမီးညစ်ပြီးဟမ်းမြင့်မြင့်လှုပ်ရှားပုံကို အမှတ်တမဲ့ကြည့်ရမှဂယုတစိုက်ဖြစ်သွားသည်။သူတီးလိုက်သည်။ဟမ်းမြင့်မြင့်တယောက်ဒီနေ့အစွမ်းတွေပြတော်မည်။သူ့ဘက်ကလည်းတာလုံအောင်လှုပ်ထားမှာဒီနေ့ဘယ်ခက်ရိုက်မည်ဆိုတာသူရိပ်မိသိရှိထားသည်။ နက်နက်စောစောမိုးအောင်တော့မန်နေဂျာကိုတရားလာပြောကလေးကဆက်လန်ခန်းစဉ်ကို သူပြန်ကြည့်ခဲ့သည်။ဂျာရောထန်းလက်တယ်လီနောင်းမှာနှစ်ယောက်တည်းတွေ့ကံကိုဒီနေ့ရိုက်မည်။ဒါကိုမှတ်ဖြားလို့ရမည်ဟန်မြင့်မြင့်လည်းတည်နေပြီ။ခုလည်းဟန်မြင့်မြင့်ကမန်သွင်းနေပြီ။သူလည်းလုံမတပည့်ကိုလှမ်းပြောသည်။တာတီငါဝတ်စားရင်မင်းမြတ်ထုတ်ဆန်းကွာ။အခုမိတ်ကမလုပ်သေးဘူးလား။အဝတ်ရင်လဲမယ်ကွာ။တကလက်ပေါင်းပြီးထုတ်ကွာ။ ဝေဥတီကြက်ကားပေးမှပင် ပေါင်းပြီးလဲပြလိုက်သည်ပြီးပခုံးပေါ်ကမျက်နှာတုပ်ပေါ်ကအငယ်ကလေးနှင့်မျက်နှာကိုတုပ်သည်မိကပ်စားလို့သည်အမြင့်မြင့်မောင်ဒါနားသို့ရောက်လာ၏မောင်ဒါငေး၍ချီနေမိသည်သူ့မျက်လုံးထဲ၌သူစိတ်သည် အတိတ်တနေရာကိုပြေးသွားသောတရံပေါ်နေ၏အတိတ်တနေရာအမြင့်မြင့်နှင့်မောင်ဒါတို့နှစ်ယောက်ပတ်သက်ခဲ့သောအတိတ်မရှိပါသို့သော မောင်ဒါသည် ဟမ်းမြင့်မြင့်ကို သူတစ်ချိန်လုံးက ဘယ်တော့မှမသိရတော့တော့တဲ့ချင်းကပတ်သက်ဘူးသည်ဟုခြင်းလိုက်ဘဝဆက်ဆက်ကိုယုံကြည်သူဖြစ်တော်ကြောင်းလားမသိမောင်ရတာသည်ဟမ်းမြင့်မြင့်နှင့်အတိတ်ဘဝတစ်ခုတုန်းကမြည်တွေ့ခဲ့ဘူးသည်ဟုခြင်းလိုက်အစမရှိခဲ့သောတန်တရား၌တယောက်နှင့်တယောက်မဆုံဘူးသူဟုမရှိနိုင်ဟုမောင်ရတာခြင်းလိုက်ထိုခဏ၌သူစိတ်သည်အာယုံတစ်ခု၌ကြက်စာမိန်မောနေမိသည် သူသည်သူ့ကိုယ်သူဇက်လန်နေကမမဝေးဟုအာယုံညိပြီးဟမ်းမြင့်မြင့်ကိုမော့ပြားဟုအာယုံညိမိသည် မိုးသည်အုံယုံအုံနေသည်ဟမ်းမြင့်မြင့်သည်မောင်အိန္ဒါကိုစိုက်ကြည့်ရင်းကပြုံးပြန်သည် သူပါမှမပြောသည်မောင်အိန္ဒါသည်အိမ်မက်တစ်ခုထဲရောက်နေသလိုခံစားလာရသည်ထို့အတူဟမ်းမြင့်မြင့်လည်းအိမ်မက်မက်သလိုဖြစ်နေ၏ဘေးနားမှရာအလုံးကို သူတို့နှစ်ယောက်မေ့နေကြသည်တတိဆဝင်သူမှာဟမ်းမြင့်မြင့်ဖြစ်၏အကိုမိတ်ကတော်ပြီလား ဒီတော့မှမောင်ရသည်ဟမ်းမြင့်မျက်နှာကိုတရိပ်ထားမိသည် သူမိတ်ကပ်ပါပါကလေးလူလာခဲ့သည်မျက်တောင်တို့အတူကိုလည်းထက်ညက်ထားသည်မျက်တောင်တို့တတ်ထားသည်ဟူ၍ပင်မထင်ရမောင်ရအသက်ပြင်ငယ်ကိုခိုး၍ရှိုက်ထုံလိုက်သည်သူပီတိဖြစ်လာ၏ဟမ်းမြင့်မြင့်၏အထာတိပုံကိုလည်းချီကျူးမိသည် အတော်ပဲဟမ်းမြင့်အနေတော်ပဲတိတ်ကောင်းတယ်ဟမ်းမြင့်မြင့်ပီတိပြုံပြုံသည်အင်းညောဟမ်းမြင့်မြင့်၏အင်ကြီးမှာตาနေနေပျော်၏ ရေးထိလိုက်လျင်အသားနှင့်ကန်နေပေမည်။သို့ရာတွင် ကြည်ကောင်းရုံသာဖြစ်မည်။အင်ကြီးပိတ်သားကတိတ်မပါ။ပရာစီယာကိုအခုမှတရိထားမိ၏။အင်ကြီးရေဆိုလျင်ပရာစီယာအရာပေါ်သွားနိုင်သည်။ဟမ်းမြင့်ပရာစီယာ။ဟဲဟုတ်ပါရဲ့။အချားဟာရေဂူးဆိုင်နေရနဲ့အဲ့ဒါကိုမေ့သွားတယ်။နေလိုက်မယ်ကို။ပါရယ်ရိုးရိုးဟာ။ပြောပြီးပြီးချင်းလှည့်ထွက်သွားသည်။လမ်းလျှောက်ထွက်သွားသည်ကိုမအိန်တာဂူးဆိုင်မိလိုက်၏။อืมดาอลุ้งๆนี่จ๋าบากะล่ะ ပါလာတဲ့ flash gun နဲ့လောက်မှမချင်ဘူးအာစရိကင်မရာမန်ကလာပြောသည် မောင်ဒါစဉ်းစားလိုက်သည်မိုးပိုအောင်လာလျင်ကောင်းပြီမအောင်တော့ဆိုလျင်နောက်ခံအကြောင်းများက ပိုလင်းပြီးမင်းသားမင်းသမီးအတွက်အလင်းနဲနေမည်ကောင်းကင်ကိုကြည့်သည်မိုးအောင်လာမလားတင်တွင်ပျောက်သွားမလားမသိနိုင်အရက်လေးမျက်နှာကိုလိုက်ကြည့်သည်တနည်းအားဖြင့်မိုးသားများမဲနေသည်ကိုတွေ့ရ၏ဟိုစကိုင်းဘက်ဂရောင်းထိုင်ရောကင်မရာမန်လိုက်ကြည့်သည် အလင်းတိုင်းကရိယာကိုထုတ်၍ချိန်ကြည့်သည်ဖြစ်နိုင်နေအဲ့ဒီပဲလှည့်ရိုက်မယ်ဗျာကင်မရာဆရာသည် သူ့ဆက်အဖွဲနှင့်တူဆက်ပစ္စည်းများနေရာရွှေ့၏တဲချောင်းမြင်ကိုအရင်ရိုက်သည်ပြီးမှတရွေ့ရွေ့လန်းလာနေသော ဟမ်းမြင့်မြင့်ကိုရိုက်သည် ဟမ်းမြင့်မြင့်လျှောက်လာနေပုံကိုဝေးဦးတေးတေးချာချာကြည့်၏အနီးကပ်ရိုက်ချက်ဝေးဦးကိုဟမ်းမြင့်မြင့်ကြည့်သည်ဟမ်းမြင့်မြင့်ကိုဝေးဦးကြည့်သည်မိုင်းတာဂျင်းနဲ့အာရနေသည် မင်းသားရောမင်းသမီးပါ ကြိုးစားပြုဆောင်နေကြသည်ကဘာထိန်မှာ စကားပြောခန်းရိုက်သည် မိုးကအုံနေစေရှူထဲမှာခန်းကိုကျော်လိုက်သည်မော့ပြပြန်ပြေးလာတော့ခန်းကိုရိုက်သည်မိုင်းဒါကင်မရာပေး၌ရက်နေသည်ကင်မရာမင်းကမိုင်းဒါကိုကင်မရာပေါချောင်းကြည့်ပါအောင်ဟုပြောသည်မန်ဘလူးနှင့်အနိကဆွဲထားသဖြင့်ကင်မရာရဲကမြင်ရသောဟန်မြင့်မြင့်သည်ပီပီကြွာနေသည်။စိုးရင်တကြီးပြေးလာဟန်ကပေါ်လွန်လာသည်။ ဝင်ဦးနဲ့ဟမ်းမြင့်မြင့်တို့နှစ်ယောက်တယောက်နဲ့တယောက်ပြေးဖက်တော်မူနေပါပြေးကပ်ကြသည်အနားရောက်မှဝင်ဦးရက်လိုက်သည်ဝင်ဦး၏မူရသည် မချစ်မရဲဖြစ်နေကြောင်းပေါ်လွင်လာသည်ဟမ်းမြင့်မြင့်ကိုကြည့်နေပုံမှာရီဝေစွာဝင်ဦးကိုဟမ်းမြင့်မြင့်ပြန်ကြည့်သည်နှာခမ်းကလေးကိုရွကနေလှုပ်ပြလိုက်သည်မိုင်းသာထိုးတော့လို့ရင်တင်မထားသူ့ဘာသာသူလှုပ်လိုက်ခြင်းဖြစ်သည်ဝင်ဦးကဟမ်းမြင့်မြင့်၏လက်မောင်းကိုလှမ်းကင်သည်နည်းနည်းတန်းသည်ဟုမိုင်းသာထင် ကျင်းနေဝေဦးမောင်ရလက်ကိုဖက်ဖြောက်ဖြောက်ကလေးတွားပါဝေဦးတကြိမ်ထက်ကြိုးစား၏လက်ကတောင့်နေသည်ချော့ထားဝေဦးချော့ထားအကိုကင်ပြလိုက်ပါလားဟမ်းမြင့်မြင့်၏အတန်းမောင်ဒါလှုပ်သွားသည်အားလုံးငြိမ်နေကြသည်ဟမ်းမြင့်မြင့်ကိုမောင်ဒါကြည့်သည်မောင်ဒါကိုဟမ်းမြင့်မြင့်ကြည့်သည်နားလည်မှုတစ်ခုသည်သူ့နှစ်ယောက်ကြား၌ဖြတ်သွား၏ဝေဦးကပြုံးသည် ဟုတ်တယ်အာစရိဒီတကတ်တော့မင်းသမီးကိုဖက်ပြပါ မိုင်းဒါတရင်းမျိုးချလိုက်သူ့ဘွဲကိုလှည့်မကြည့်နိုင်ဟမ်းမြင့်မြင့်နာသူကတ်သွားသည် ဝေဦးကနေရာဖယ်ပေးသည်ဝေဦးနေရာ၌မိုင်းဒါရက်သည်ဟမ်းမြင့်မြင့်သည်ရီဝေရွှန်းလဲစွာမိုင်းဒါကိုကြည့်သည်မိုင်းဒါလက်များသည် အလိုအလျောက်လှုပ်ရှားသွား၏ဟမ်းမြင့်မြင့်လက်မောင်းကိုမိုင်းဒါညင်သာစွာထိလိုက်၏ဖက်ခြင်းမဟုတ်စုပ်ကိုင်ခြင်းမဟုတ်ထိယုံထိထားလိုက်သည်ဟမ်းမြင့်မြင့်ကိုကလေးသည်ဆက်ကနေတုံသွား၏ မောင်ဒါသည်လိုက်ခနဲဖြစ်သွား၏ဘဲကဘဲကရောက်လာတော့ဆက်တွယ်မှုမှမသိသည်မမြင်ရတော့ကျူးတမြင်သည်ဆက်မိသွား၏ဟုတ်ကဲ့ပါဒီနေ့မှာတော့ငယ်ကဆရာမောင်ဝန္ဒရေးသားထားတဲ့ချစ်ကင်စာမော်ယုံမာလေးရဲ့အခန်း16ကနေအခန်း20ကိုဖတ်တာမပြီးသေးဘူးပေါ့နော်ဒါပေမဲ့မိနစ်ကလည်းတအားများနေပြီးအခန်း20အပြီးထိဆိုရင်လည်းမိနစ်တော်တော်များသွားမှာပေါ့နော်တန်းလည်းတိတ်အဆင်မပြေသေးဘူးဆိုတော့လေ ဒီလောက်နဲ့ပဲရန်လိုက်ပါမယ်။နောက်တစ်ပတ်မှာအခန်း20ရဲ့ကျန်တဲ့အပိုင်းနဲ့ရှေ့အခန်းတွေစပတ်ပေးပါမယ်ရှင်။ဟုတ်ကဲ့ပါ။နောက်ဆရာပေးခဲ့ကြတဲ့ချက်တော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်တစ်ပတ်မှာနောက်ထပ်အခန်းတင်နဲ့ပြန်လာခဲ့ပါမယ်နော်။ဟုတ်ကဲ့ပါ။ပြီးခင်လုံးကြုံတဲ့နေ့ရက်လေးဖြစ်ပါစေလို့ငေကဆုတောင်းပေးပါတယ်ရှင်။ခုရပိုင်မှာလေး Astride တွေအရင်များတဲ့အတွက်ကြောင့်အားလုံးပဲဂရုစိုက်ပြီးတော့နေကြပါအောင်နော်။ဒါဆိုရင်နောက်တစ်ပတ်မှာနောက်ထပ်အခန်းတစ်တင်နဲ့ပြန်လာခဲ့ပါမယ်ရှင်။ โอเคปะอาลองกูนุ่งสบายบายบาย